ပွဲမှာဆုံးရခြင်းဆယ်လီဟင်းသူအောင်တခြင်းဆိုနေတဲ့အပေါ်အခုလိုပြုံမှုခဲ့တဲ့အောင်ရင်လင်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင် အောင်ရင်လင်ဆိုတော့မြန်မာနိုင်ငံရဲ့အထိတ်တန်းမင်းသားတွေထဲမှာဆိုတယောက်အပါအဝင်ဖြစ်ပါတယ်မင်းသားမင်းသမီးတွေကအနုပညာရှင်ဆက်စစ်ဖြစ်ကအနုပညာလောကမှာဆို level တစ်ခုပုံမြင်နေလို့ကိုဆိုရမှာဖြစ်ပါတယ် ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အနုပညာရှင်တွေနဲ့အပြိုင်ဆယ်လီတချို့ကလည်းနေရာဝင်ယူလာခဲ့တာဖြစ်ပါတယ်။ဒါပြင်ပွဲရှင်တွေကအနုပညာရှင်တွေနဲ့ဆယ်လီတွေကိုယောဂပွဲမှာဖိတ်လာတာမျိုးလည်းရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ကမန္တလေးပွဲမှာဆိုရင်လေအောင်ရင်လင်းကဟိန်းသူအောင်နဲ့အတူပွဲတပွဲတွေဖျော်ဖြေခဲ့ရတာဖြစ်ပါတယ်။ဟိန်းသူအောင်နဲ့အောင်ရင်လင်းတို့ကမန္တလေးမြို့ရဲ့နာမည်ကြီးဖြစ်တဲ့ဗီရာရွှေကြလက်ဖက်ကနေဖိတ်ထားခဲ့တာဖြစ်ပါတယ်။ဗီရာရွှေကြကကထိန်ခင်းတာဖြစ်ပြီး အဆိုပါပွဲမှာဆယ်လီတွေရောမင်းသားတွေပါဖိတ်ထားခဲ့တာဖြစ်ပါတယ်။ဆယ်လီတွေနဲ့အနုပညာရှင်ကြီးတွေကိုအတူဖျော်ဖြေခိုင်းတာလည်းရှိပါတယ်။ဒါပေမဲ့ဆယ်လီတွေအနေနဲ့မင်းသားအောင်ရင်လင်းရဲ့ပရိသတ်ဝန်ရမှုကိုတော့မမီကြပါဘူး။အောင်ရင်လင်းကတချင်မစိုးတက်ပြီးမင်းအဆိုပါပွဲမှာတချင်တွေပါတီးဆိုပေးရတာပါ။တချင်ဆိုတဲ့အချိန်မှလည်းစုချင်းငွေတွေအများကြီးကိုချီးမြှင့်ကြတာပါ။သိန်းကို20 30ချီးမြှင့်က အနေကြီးတွေကအပြန်အဆိုင်မျိုးတွေအနေကြတာဖြစ်ပါတယ် အောင်ရင်လင်းအလဲပြီးတဲ့အချိန်မှာဆယ်လီဟိန်းသူအောင်ကလည်းတချင်းစုရဲ့ရပါတယ်။သူကစင်မောမှာစူနေတာကိုဘေးနားကနေအောင်ရင်လင်းကထိုင်ပြီးနားထောင်နေရတဲ့အခြေအနေဖြစ်ပါတယ်။အောင်ရင်လင်းတို့မင်းသားကြီးအရှိမတချင်းစုရတာသူကတွတ်တော့ဝင်ပြီးစေပါတယ်။ရှင်နေရမျိုးလည်းရှိတာမို့စိတ်ထဲမှာတမျိုးကြီးဖြစ်နေကြတာပါ။ဒါပေမဲ့အောင်ရင်လင်းကမထင်မထားလောက်အောင်စိတ်သဘောထားပြေဝသူဆိုတာကိုမြင်တွေ့ကြရပါတယ်။ ။ဟိန္ဒူအောင်ကတရှင်းဆိုနေချိန်မှာအောင်ရဲလင်းကအစိမ်းမဝင်စားတယ်လို့အပြုံမမျိုးနဲ့လုံးဝမလုပ်ပါဘူး။ဟိန္ဒူအောင်တရှင်းဆိုတာကိုတကယ်စိတ်ဝင်စားတဲ့ပုံစံနဲ့နားထောင်နေကြတာဖြစ်ပါတယ်။တချို့အမှုပညာရှင်တွေနဲ့မင်းသားမင်းသမီးတွေကသူတို့ထက်အစင်းနေတဲ့သူတွေနဲ့မရင်းနေတဲ့သူတွေတချင်းဆိုနေရင်ဖုံသုံးနေတာမျိုးအလုပ်တတ်ကြပါရဲ့အလုံများနေတယ်လို့စိတ်မဝင်စားတယ်လို့လုပ်တတ်တာပါဒါပေမဲ့အောင်ရင်လင်းကတော့ဟိန်းသူအောင်တချင်းဆိုရာကိုပြုံပြုံကြီးထိုင်ကြီးကလက်ခုပ်တီးကအပေးနေကြတာဖြစ်ပါတယ် တချင်းဆိုနေတဲ့တခြားလုံးအောင်ရင်လင်းကလက်ခုံတီကပရိသတ်တွေနဲ့အတူလိုက်အားပေးတာပါအခုလောအောင်ရင်လင်းကအားပေးတာကိုသိရတဲ့အတွက်အိမ်သူအောင်လင်းအတိုင်းမသိအောင်ကိုဝမ်းသာနေတာပါအောင်ရင်လင်းလုံးအမှုပညာရှင်စီကနေအခုလောအားပေးခံရလိမ့်မယ်လို့မထင်ထားတာကြောင့်ပါအောင်ရင်လင်းကမမနာလည်းမရှိပဲပြုံးရွှင်ကကြည်နေတာကဟိန်းသူအောင်လို့တသက်စာအစရောအတွတ်တော့အားဖြစ်စီရပါတယ်။သူဆိုတာကိုနိုင်ငံကျော် မင်းသားကတော့အားပေးလို့ခုံယူနေရတာပါ။ ဒါကြောင့်မို့မင်းသားအောင်ရင်လင်းကလက်ခုပ်တီအပီးနေတာချစ်စရာလေးဗျာကိုကြီးအောင်ရင်လင်းနဲ့ဒုတိယအကြိမ်ဆုံးဆိုပြီးဟိန်းသူအောင်ကရေးသားထားတာဖြစ်ပါတယ်အောင်ရင်လင်းကအဆိုပါပွဲမှာပြုံးပြုံးကြီးနဲ့ထိုင်နေတာကြောင့်ပွဲလာသူတိုင်းကမချီကျူးပဲကိုမနေနိုင်ပါဘူးသူကိုယ်တိုင်တချင်းဆိုတဲ့အချိန်လေးအပြုံးမပြတ်သလိုတွေ့သမျှပရိသတ်ကိုလည်းပြုံးပြကလိုင်းနှုတ်ဆန်နေတာပါ။ဒါအပြင်ဟိန်းသူအောင်တို့လိုဆယ်လီတွေတောင်ကျောမော့အောင်ဝဲစင်ကပွဲတက်လာပြီးမြေသူကတော့ အစိုးရတီရှပ်အဖြူရောင်လေးကိုသာဝယ်စင်ကပွဲတက်လာခဲ့တာဖြစ်ပါတယ်။အောင်ရင်လေးကအယိုးရှင်ဆုံးပွဲတက်လာတာမို့အားလုံးကချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ဟိန်းသူအပေါ်မှာအောင်ရင်လေးရဲ့ဆက်ဆံမုံကိုဘယ်လိုမြင်လဲဆိုတာကောမမှာပြောပြပေးခဲ့ကြပါအောင်ရှင်။